တို့တခြားမျိုးတခြားမျိုးရသွားတယ်ဆိုလေမင်းတို့ကနေဗမော်မျိုးကြည့်လိုက်ဗမော်မှာဖြစ်ကချင်ပြည်နယ်မှာဘာဖြစ်နေပြီလဲဟမ်ကချင်ပြည်နယ်မှာဘာဖြစ်နေပြီလဲဟုတ်ပြီလားအချိန်တန်လို့ရှိလို့ရှိရင်မင်းတန်တွဲဘာညာကွိကွာအမေရခိုင်ပြည်နယ်ကမြို့တွေကွာမင်းကတန်မိုးရှိတဲ့မြို့တွေတတရာလေးဟိုငှက်ကအစာကောက်သူလीတတရာလေးကောက်ပြီးတော့ပြန်သိမ်းသွားလိမ့်မယ်အိတဲကိုမင်းတို့ကအပန်းကြီးတိုက်ထားတာမင်းတို့စစ်ခွေးတွေမပြောနဲ့မင်းတို့ရဲ့ကာကျုပ်ဖြစ်တဲ့မင်းအောင်လေးဆွဲကောင်တော့လီးပဲထင်တယ်ကောဟုတ်ပြီလားမင်းအောင်လေးကိုလီးထင်တယ်လက်ဖန်ငေါ့လက်ဖန်ကြက်တဲ့ကောင်လက်ဖန်ဟုတ်ပြီလားစောက်ကြီးကိုမဆိုင်တာ ငါလောင်းဝင်ညနေတိုင်းတိုင်းမှာပြောနေတာဟုတ်ပြီနော်ဒီကောင်တော့ဖမ်းမဖမ်းလို့မရတော့ဘူးတဲ့ဒီကောင်တော့ဖမ်းမဖြစ်တော့မယ်မင်းတို့စောက်ဆင်းပါရှိလေဟယ်လိုချားရမြို့ဝပြည်သူညကိုမော်တော်မများအလုံးမင်းမင်္ဂလာပါ news bit channel ကနေပြန်မှာကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ16ရက်နေ့ ကျွန်တော်တနင်္လာနေ့မနေ့ပိုင်းမှာနောက်ဆုံးရရှိထားတဲ့တော်လန်တည်င်းထိုးတည်င်းကောင်းများစွာရှိလာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့မှာဆိုတော့တော်လန်ရေးဖို့တွေကနေပြီးတော့မှကြောက်ဖြစ်မျိုးကိုလုံးဆုံးထင်းချုံနိုင်ဖို့ပါနော်။နိစနေပြီဆိုတဲ့တည်င်းကောင်းတွေရဲ့ပြီးတော့မှဘောမိုက်ကိုရဲ့အချင်းချင်းအယုတ်ခိုက်ပြီးတော့မှလောင်မဲနေတဲ့ပွဲတွေလည်းများစွာရှိလာပဲဖြစ်ပါတယ်။ကျွန်တော်တို့အရင်ဆုံးအနေနဲ့ခတိုင်းလိုပဲတည်င်းတူလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးတည်င်းတူဖို့အနေနဲ့ကတော့ကျောက်ဖြစ်မျိုးနယ်မှာမေလာကုံပိုင်းတပွဲအတွင်းတမ73နီးပြိုဟာမူ မမှုချုပ်ကြော်မျိုးအောင်တည်ဆုံပြတဲ့ပိုင်းမှာရှေ့တန်းရောက်စစ်ကြောင်းတွေဖျော်ဖျက်ဖြစ်သွားပြီးတော့မှအရခတ်တော်အေးအေးထန်လင်းနေချချတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စစ်ကြောင်းကဖျော်ဖျက်ဖြစ်ပြီးတော့မှလင်းနေချသူချဖမ်းမိသူဖမ်းမိနေဖြစ်တာဖမ်းမိထားတဲ့သူတွေထဲမှာဒုဗိုလ်မှူးကြီးကြော်လင်းကြိုင်ပါတယ်လင်းနေချချတာမရတယ်ဆိုပြီးတော့မှစေရေးသတင်းမျိုးကနေပြမပြောဆိုထားဖြစ်ပါတယ်မမှုချုပ်ကြော်မျိုးအောင်ဆိုရင်ကြောက်ဖြူကိုစစ်ကိုပို့ခံရတဲ့တမဆက်တဲ့ချင်းမြန်တရင်ဌာနချုပ်ကဖြစ်ပြီးတော့မှမတည်ဆုံးခင်ကဗိုလ်မှူးကြီးအဆင့်ဖြစ်ပြီးတေပီကမှ မမှုချုပ်ရာထူးတူပေးခိုင်းတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ကျောက်ဖြူမြို့မှာဆွန်တော့ဒညဝရီရေတပ်စခန်းအဖြစ်တောင်မကြီးရေတပ်စခန်းနဲ့အုံကျွင်ရေတပ်စခန်းတို့အဖြစ်ခါလရ34ခါမရ940ခါမရ943အမှတ်30နဲ့ရက်တရင်တို့ရှိတယ်လို့လည်းကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့ဒါတွေတို့ဒါကျွန်တော်ခုစရင်တင်မဲ့ဖို့စူးစမ်းနေတာမဟုတ်ပါတော့မကြခင်မှာတော့ဒီကျွန်တော် A ရဲ့ကျောက်ဖြူမြို့တဲ့ဘက်နဲ့ပတ်သက်ပြီးတော့မှတရင်ကောင်းတွေဒီထက်ပိုပြီးမှချိန်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ပဲဘကိုးတိုင်းကြောက်ကြီးမြို့နယ်အုံပင်ဆူရမှာအထိုင်ချထားတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်ကရှုဦးတေဆုံပြီးတော့မှလက်နက်ခဲတွေတင်းဆဲရှိခဲ့တဲ့ဆိုတဲ့နောက်ထပ်သတင်းကောင်းပဲဖြစ်ပါတယ်အဲ့ဒီတပ်ပွဲတွေမှာချန်ပီယံစစ်ကောင်စီတပ်သားတွေထံကနေပြမ G3 G 980000 40ဘုံမှဘုံသီးဆယ်လုံး RPG ပိုရမ်71ခု RPG တီကိုလုံး MA ခွင်းဘုံ9လုံး RPG ခွန်တလက် MA 71တလက်လက်ပြဘုံ9လုံး14မိုင်း9လုံးရှဲထွက်မိုင်း3လုံး MA ကြီးဘောက်3ဘောက်မိုင်းရှာဆက်တလုံး ဆက်သုံးဆောင်ပစ္စည်းတွေတင်ဆက်ရှိခဲ့တဲ့စပရင်မတီးယားတာပဲဖြစ်ပါတယ်။စခွေးသေးတာထပ်သုံးမရှိပါဘူး။စခွေးရှင်ဖမ်းမိတာမျိုးမရှိပါဘူး။ကျွန်တော်တို့တရရင်အနေနဲ့ရန်သူကိုရန်သူလိုပဲဆက်ဆံပြီးတော့မှဆုံးထိသွားမှာပါဆိုပြီးအထူးကွန်မန်ဒိုတရရင် B299 14တောင်ရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့တော်လန်ပူပေါင်းတဖို့နဲ့ပြီးတော့မှပေါ့နော်။စစ်ကောင်စစ်ရဲ့စစ်ကြောင်းတွေကိုကြားဖြတ်တက်ခဲနေခဲ့တာပြီးတော့မှခုဆိုရင်စခွေးရှိကောင်ကတော့မျိုးစာဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။ကျတို့ပြည်သူတွေကနေပြီးတော့မှအများဆုံးလေးနဲ့ချညံခံပြီးတော့မှကျတို့ ီတူတော်လိုက်တဖို့အနေနဲ့မှာအလီဝင်ချောက်ဖို့ဖေးခွန်နေတဲ့အချိန်မှာနာမခံမဲနဲ့ပေါ့နော်အခုလိုမျိုးပီတူတွေကိုချင်းချောက်တက်ဖြတ်မှုတွေလှုပ်ဆောင်နေဦးမယ်ဆိုတော့စစ်ကောင်စီတွေရဲ့နောက်ဆုံးဘွားကတော့ကျွန်တော်တို့ဒီလိုမျိုးအဆုံးတက်သွားရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့အချိန်မှာကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှချင်းမိုင်မှာဘုံသဘောတူညီချက်ရရှိဖို့ကြိုးစားနေကြတဲ့အုပ်စုတွေရဲ့ပြီးတော့မှအေရဲ့ချောက်ဖြတ်မှုတိုင်းအောင်ပွဲတဲ့တွင်တွေနဲ့ပတ်သက်ပြီးတော့မှဆုံဆုံးလင်းလင်းပြောဆိုထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ကဘယ်လိုမျိုးတင်ကောင်းတွေပြောထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်အငြင်းပွားမှုတွေမှာမောက် အကယ်၍နန်းစီဒီယန်တွေထဲမှာကျက်ပြီးဘတ်စတက်ကိုတော်လန်နေတဲ့သူတွေအကယ်၍မိဘတွေကတော့နန်းစီဒီယန်တာသမီတွေက PDF ဖြစ်နေပြီလို့လုံးမဲစီယိုရေးသဘောမဆောင်ဘူးဝန်ထမ်းတွေဆိုတော့စီဒီယန်လောက်ချင်လောက်ခွင့်ရှိတယ်လို့မလောက်ချင်မလောက်ခွင့်ရှိတယ်ဆိုတော့အမြင်တွေအဖက်ဖက်မှာတော်တော်ညံ့နေပါတယ်ဒါပြင်မှာဒီကနေ့ SNDD ရဲ့ဦးဆိုင်ညွန့်နဲ့ဦးဆောင်တဲ့ချင်းမိုင်ဆွေးနွေးပွဲ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ DMB ကကိုတိမ်မြက်ကပြည်ပြည်စုံတင်ပြတော့တာကိုတွေ့ရတဲ့အတွက်တော်လည်းဒီမှာနောက်ထပ်ကြရက်တစ်ခုထပ်ထောင်းပါတယ်အရှိရမတဘုံကော်ဖီလုတ်ခဲ့တဲ့ရာဂိုင်လုံးစာကိစ္စတွေနဲ့ပတ်သက်ပြီးပါဝင်ကြော်ညာပေးခဲ့တဲ့နာမည်ကြီးဆယ်လူတွေနဲ့ပတ်သက်ပြီးပြည်သူကပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့လေရှိပါတယ်ဒီချင်းတွေကိုကျွန်တော်ဒီကနေ့စာရဲ့6လ2025ခုနှစ်လူမျက်တော်ရဲ့တင်ဆက်ပုံမှာတင်ဆက်မှာဖြစ်ပါတယ် ဲ့တော့ပြည်သူလူထုတစ်ရက်လုံးအနေနဲ့တော်လန်ပြည်သူတွေအနေနဲ့တော်လန်ရေးကိုလက်ရှိစင်မှန်းနေတယ်နေဦးတော်လန်ရေးစစ်တပ်ကိုအမြင့်ဖြစ်မယ်ဒီတော်လန်ရေးကိုစိတ်ဝင်စားမှုတိုးလာလားစိတ်ဝင်စားမှုကျသွားသလားဘုံဘောပါဝင်မှုစိတ်အားထက်တန်လာသလားဆရာရော့သွားလားတမမန် NUG အပါအဝင် CR PH NUCC သူတို့ကဟောစစ်နိုင်တိုင်ရေးတကယ်လုပ်နေသလားစစ်နိုင်တိုင်ရေးလုပ်ဖို့နီးနာတွေစစ်ပြင်စင်တာတွေရှိပြီလား စစ်ပြေဖို့အတွက်အချက်လက်တွေကိုဆောင်ရွက်နေသလားပြည်တွင်းမှာလည်းပြည်သူလူထုဟာတော်လှန်ရေးကိုစိတ်ဝင်စားပါတော့လေစံကယ်ရီဝတ်တောက်ဒီဖန်းတာကတမျိုးပေါ်တာဆွဲတာကတဖုံးနေ့စဉ်ရက်ွက်အုပ်ချုပ်ရေးမှုကိုလှစဉ်ဆက်ကြေးပေးတာကတနည်းနဲ့စစ်ကောင်စီကခေါင်းပြူထွက်လို့မရအောင်ဖိနှိပ်ကတ်တက်ညှက်ထားပါလေအင်းတစ်ခါမှတော်လှန်တရင်းတွေကိုကြီးပို့တော့အင်တာနက်ရှားပါပြီးငွေကြေးရှားပါမှုကြောင့်မကြည့်နိုင်တာတွေအများအပြားရှိလာတယ် ငွေကြေးစည်းမှုလမ်းကြောင်းတွေကိုအကုန်ဖျက်တောက်နေတာကိုတွေ့ရပါတယ်။အဲ့နိုင်ငံကြီးတုံးနိုင်ငံအောင်စုတွေထဲမှာမိမိကလူတွေကအသက်ပေးတိုက်ပွဲဝင်ပြီးစစ်တပ်ကိုဆွေးပေးကြွေးဆွေးနွေးစရာမရှိလို့အသက်ဆုံးတိုက်ပြီးပြောနေပေမဲ့တချို့စင်ကြယ်နန်းတော်ထက်ကသူတွေကတော့ဆွေးနွေးခြင်းစင်ညာရှိနေသလားလို့တန်တရားဝင်မိပါတယ်။ဟုတ်ပြီဒေါ်လာတရင်းကိုစားလိုက်အောင် ဒီနေ့တော့အားလုံးသိပြီးသားအတိုင်းရှေ့ရှေ့ဝေးဝေးကျွန်တော်မပြောတော့ဘူးအာကတ်တော်အေအေကြောက်ဖြူနော်ကြောက်ဖြူမှာတရင်လိုက်အလင်းဝင်မှုတွေရှိပါတယ်ဖက်စစ်တပ်ဟာပြိုလူပြိုကင်ဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်ရေကြီးငတိုင်းကြောင်းတွေမှာလည်းစစ်တပ်ကခုနပြောသလိုစခန်းမှုတွေကရဲစခန်းကအာကတ်တော်အေဝင်လာရင်လက်နဲ့ချလိုက်လက်နဲ့ချမှုတက်တွေလည်းအများအပြားရှိနေတယ် နောက်တစ်ခုကစကိုင်းကန်တော့စစ်ကူလာတဲ့တက်ကို PLA တက်တွေပူပေါင်းတက်တွေကဝိုင်းဝိုင်းဝန်းတိုက်ခိုက်တယ်အဲ့ဒီမှာစစ်ကြောင်းမိုက်ထိတာပြီးမတာပေါ်တဲ့အခြေအနေတွေကိုကျွန်တော်ကြားရတယ်ဒါတော့ဆရာလူမြတ်ကျော်အားနဲ့ပြတော်မှာပါနော်ကျွန်တော် CR page ကနေပြတော်မှာနန်းစီရီမ်တွေကိုအရေးယူမယ်ဆိုပြတော်မှာထုတ်လိုက်တဲ့ဥပဒေရဲ့နောက်ပြတော်မှာချင်းပိုင်မှာအခုဆိုရင်စစ်ကောင်စီနဲ့အင်ချန်ယူပြတော်မှာ Federal Democracy ရရှိအောင်ကြိုးစားတော့မယ်ဆိုပြတော်မှာချိတ်ဆွေးနွေးနေကြတဲ့အုပ်စုတွေအကြောင်းနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်ချက်ပြမိတယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အေးဘက်ကနေပြီးတော့မှပြန်ရှင်းထုတ်နေတယ်ဆိုတဲ့တရင်ကောင်းတွေပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ခုဆိုရင်တော့တော်လဘူးအောင်တဖို့အနေနဲ့သူပြေတွေကနေပြီးတော့မှစစ်ကောင်စီနဲ့ဆွေးနွေးဆရာမလို့တော့ဘယ်နဲ့အဆုံဆုံးဒီတိုက်ခတ်ချက်မှုတော့မယ်ဆိုပြီးတော့မှတန်ရီတန်ခြားတာကြတာမလို့အဒီမော်ဒါနဲ့ညီခုဆိုရင်ကျွန်တော်တက်ပွဲဝင်နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တော်လင်းကိုဖြစ်လို့ဖြစ်စီပုံစံနေနေပါနော်လူမျိုးဒီငင်းချိုင်းရဲ့သဘောမျိုးကိုတွင်ဆောင်ပြီးတော့မှဆစ်ဆက်ညီနိုင်မှုတွေလှုပ်ဆောင်နေမယ်ဆိုတော့ပြည်သူ့ဘက်ကနေပြီးတော့မှလုံအောင်လှုပ်ခံတော့မှာမဟုတ်ဘဲနဲ့အဆုံးစွန်ဒီတိုက်ခိုက်တော့မယ်ဆိုပြီးတော့မှကြုံဝါထားကြတာပဲဖြစ်ပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတောင်မြို့ကသတ္တမီတာဆိုရင် unit ရေခါလုံးဝပုံမှန်မရဘူးဆိုပြီးတော့ပြောဆိုလာကြတဲ့ဟာကိုတင်ဆက်ထားတဲ့သတင်းလေးကျွန်တော်ဆက်ပြီးတော့ကြည့်လိုက်ရအောင်နော်ဒီခါမှာတော့ Donna TV ရဲ့တက်မတော်တွေကစကားသက်အစီအစဉ်အနေနဲ့ပူတာကိုတက်နေကစစ်တီတဝီရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လောက်ခန့်ကချင်ပြည်နယ်ပူတာကိုတက်နေကပါကျွန်တော်တို့စီမှာတက်မိသားစုဝင်တွေအတွက် unit ရိတ်ခါတွေပေးတာနဲ့ပတ်သက်ပြီးမညီမျှတာတွေကိုပြောချင်လို့ပါ။ ူနိရိတ်ခါကိုပေးခြင်းနဲ့လာကြပေးမပေးခြင်းနဲ့လာကြမပေးဖြစ်နေပါတယ်ဥပမာအနေနဲ့ပြောရရင်နှိုးစီဘူးတွေဆိုပေးနဲ့လာကြပေးပါတယ်မပေးနဲ့လာကြလုံးဝမပေးပါဘူးပေးပြန်တော့လဲနှိုးစီဘူးတစ်ခုကိုပတ်ဆိုင်နဲ့ရှင်းပေးပါတယ်ဒါတောင်တစ်ထောင်ကျော်နှစ်ထောင်လောက်ပဲပေးတာပါနှိုးစီဘူးတစ်ခုကိုဒေတာပေါက်စီ6ထောင်ကျပ်လောက်ပေါက်ပါတယ်ပေးမိထုတ်တဲ့အတွက်လဲတစ်ထုတ်ကို2ထောင်ဈေးနှုန်းနဲ့ပဲတွက်ပြီးပေးပါတယ်ဒေတာပေါက်စီက coffee mint ထုတ်ပေါင်ထုတ်ကြီးတစ်ထုတ်ကို18000 2000လောက်ပေါက်ပါတယ်ယူနိရိတ်ခါကိုအပြည့်အဝမပေးတဲ့အပြင် လာစဉ်လာတိုင်းလေးပုံမှန်မရပါဘူးအမှတ်929ခုထောက်ပံ့နေပို့ဆောင်ရေးတပ်မှုရဲ့တည်ရင်းတွေကအကြီးအကဲတွေပေါင်းပြီးလှူစားနေကြတယ်ထင်ပါတယ်အဲ့ဒါကိုပြောပြပေးစီချင်ပါတယ်ငွေကြေးပေးမယ်ဆိုရင်လည်းဒေတာပေါက်စီအတိုင်းပေးပါနှိုးစီတိမစ်ပစ္စည်းပဲပေးမယ်ဆိုရင်လည်းလာစဉ်လာတိုင်းပုံမှန်ပေးစီချင်ပါတယ်ယူနိရိတ်ခါကိုလှူစားနေတဲ့သူတွေအများကြီးရှိပါတယ်အရာကိုတည်အောင်ပြောပြပေးပါလို့တောင်းဆိုခြင်းပါလေလို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေနဲ့တပ်မိသားစုဝင်တွေရဲ့အခက်အခဲကို အများကတည်အောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တက်မတော်သားအရာရှိစစ်တီလေးအင်တော်တဲ့ရဲမေတွေနဲ့တက်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ခြင်းရဲ့ message box ကနေတစင်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနာကျွန်တော်ပူတာမျိုးကသတွင်းမိသားစုနေရဆိုတော့ unique ခပုံမှန်တော့မရတော့ဘဲနဲ့စစ်ကောင်စီရဲ့ရှိရှိကနေပြမကြတဲ့ခါနဲ့ခုဖြစ်နေတယ်ဆိုတဲ့တင်ပြမျိုးတွေပါပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဒါတွေကတော့စစ်ကောင်စီရဲ့ရှိရှိကနေပြတော့သူတို့အခြေသက်တာတွေကို ထူးချွခံစစ်နေနဲ့သုံးချပြတော့မှာမနော်ကိုကျိုးချနေတယ်ဆိုတော့လည်းကျွန်တော်တို့ကိုစံတပြေတော့မှာကြားနေရတာပြမစစ်ကောင်စီတပ်ဖွဲ့တွေရှိတဲ့နေရာတိုင်းရတော့ဒီလိုမျိုးဖြစ်ဖြစ်နေနေပေါ့နော်ပြေးနေတယ်ဆိုတော့လည်းကျွန်တော်တို့တပြေတော့မှာသိရှိရတာပဲဖြစ်ပါတယ်ဒီချိန်မှာတမိတာဆိုရင်ဒီလိုမျိုးကိုကျိုးချပြတော့မှာသူတို့ကိုဒီနွားလိုတရိဆန်လိုပေါ့နော်စစ်ဆန်နေကြတဲ့အုပ်စုတွေကိုပြန်ပြေတော့မှာတော်တော်ဖို့အချိန်ကြီးရောက်နေပြီဆိုတဲ့အကြောင်းလည်းကျွန်တော်မျိုးဘာဖြစ်တယ်အားလုံးကလည်းပြေတော့မှာဖိခေါ်ပြချလာတာပဲဖြစ်ပါတယ်ကြကြုံနောက်ထပ်ဗီဒီယိုတပိုးအနေနဲ့အပအသားကိုကြည့်ဆိုတဲ့ငန်းလေးကနေပြီးတော့မှာ ကျောက်ဖီမျိုးအကြောင်းလာမမေးနဲ့ဆိုပြီးတော့မှငိုကြွေးလို့မယ်ဆိုရင်ပြောဆိုထားတဲ့အားလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ချစ်လဲရအောင်နော်ကျောက်ဖီအချိန်လေးပြောပြပါကျောက်ဖီအချိန်လေးပြောပြပါဆိုလို့ကိုကြီးကနော်ဒီကောင်းမန်ကြီးတိတ်များလာလို့ကိုကြီးပြောပြလိုက်မယ်ကျောက်ဖီအကြောင်းကိုကြီးကဘာကြောင့်မပြောတာလဲဆိုတော့ကျောက်ဖီဆိုတာဘုံဘုံထောက်ထားတဲ့မျိုးတွေမှာပါတယ်ပြောပါဦးဘုံထောက်တယ်ဆိုတာပါတယ်တိလားဘုံထောက်တယ်ဆိုတဲ့ဥစ္စာကမင်းတို့တင်းချတော်ဖူးတယ်မလားအဲတင်းချတဲ့မှာဂွင်းစာဂွင်းမေးရဲ့အထဲမှာနော် ဘလို့မတိုက်ခိုက်ရမရနိုင်သောမြို့ရန်ကုန်ဘလို့မတိုက်ခိုက်ရမဖြစ်နိုင်သောမြို့မန္တလေးဘလို့မတိုက်ခိုက်ရမဖြစ်နိုင်တဲ့မြို့ဘလာ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 အများကြီးပေါ့ကွာအဲ့ထဲမှာမှဘလို့မတိုက်ခိုက်ရမရသောမြို့ဆိုတဲ့စကားလုံးကိုဂွင်းပြင်ကိုထုတ်လိုက်တာနော်ဘုံထုတ်လိုက်တယ်လို့ခေါ်တယ်ဘုံထုတ်လိုက်တယ်လို့ခေါ်တယ်သင်္ချာစကားနဲ့ပြောရလို့ရှိရင်ဟုတ်ပြီလားဘလို့မတိုက်ခိုက်ရမရသောမြို့ဆိုတာငါ့ကောင်းတယ်မှာရှိကိုမရှိတာနော်မင်းတို့ကြောက်ပြုတ်ကြောက်ပြုတ်ချင်းတွေငါဟာစိုးရိမ်နေမယ်မထင်နဲ့စိုးကမစိုးရိမ်ဘူးဘာလို့မစိုးရိမ်တာလဲဆိုတော့မင်းတို့ဘလို့မတိုက်ခိုက်လို့မရတဲ့မြို့မို့လို့မရတော့မရတော့မယ့်မြို့မို့လို့ ငါတို့ခေါင်းထဲမှာမရှိတာငါတို့ကြောက်ဖြူရဲ့သတင်းကိုငါတို့နားလည်းမထောင်ဘူးကြည်လည်းမကြည့်ဘူးကြည်စရာလည်းမလိုဘူးမကြည်စရာကိုမလိုတာကွာနော်ဟုတ်ပြီလားအဲ့တော့ဘလို့မှတိုက်ခိုက်ရမရတော့မြို့ဘုံထုတ်ထားတဲ့မြို့ဆိုတာမင်းတို့သိဖို့တစ်ခါလေးပြောလိုက်မယ်ငါတို့ကြောက်ဖြူကြောင့်ငါတို့လာမမီးနဲ့ငါတို့တီလည်းမတီဘူးကြားလည်းမကြားဘူးဘာကြောင့်မကြားလဲဆိုတော့မင်းတို့တိုက်လို့လည်းမရတော့ဘလို့မှမရတဲ့မြို့မို့လို့ဟုတ်ပြီလားဟမ်မြို့တခြားမြို့တခြားမြို့ရရွားတယ်ဆိုလေမင်းတို့ကောင်နေဘမောမြို့ကြည့်လိုက်ဘမောမှာဖြစ်ကချင်ပြည်နယ်မှာဘာဖြစ်နေပြီလဲဟမ်ကချင်ပြည်နယ်မှာဘာဖြစ်နေပြီလဲဟုတ်ပြီလား အချိန်တန်လို့ရှိလို့ရှိရင်မြေတန်တွဲဘာညာကွိကွာမြေခိုင်ပြည်နယ်မြို့တွေကွာမြေတန်မိုးရှိတဲ့မြို့တွေတတရာလေးဟိုငှက်ကအစာကောက်လို့လीတတရာလေးကောက်ပြီးတော့ပြန်သိမ်းသွားလိမ့်မယ်အိတ်သေးကိုမင်းတို့ကအပန်းကြီးတိုက်ထားတာဟုတ်ပြီလားအဲ့တော့ကြောက်ပြူအခြေအနေကိုကျေးဇူးပြုမမေးပါနဲ့မေးကြရဘူးမလို့တာเนาะကြောက်ပြူအခြေအနေကိုပြောမယ်ဆိုလို့ရှိရင်မြေ ever ခေါင်းထဲမှာကိုကြီးရရှင်ထဲမှာကြောက်ပြူတဲ့စိုးရိမ်တဲ့စိတ်တော့မရှိဘူးကွာဘာကြောင့်စိုးရိမ်နေမရှိလဲဆိုတော့ဘုံထုတ်ထားတဲ့မျိုးမို့လို့ပြောလိုက်ရင်တော့အဲ့လိုပဲပေါ့နော်နောက်ပြီးတော့မှရေခဲပါတယ်ဆိုတော့ ဒီလိုမျိုးအာချောင်ပြောဆိုနေကြတဲ့ဘုံမိုက်ခွက်တွေကဆိုတော့အခုဆိုရင်တို့ရဲ့ပြောထားတဲ့မျိုးတွေကဆိုတော့တခုပြီးတခုကြောတော့တလန်ရေးပူဟောင်းတပုံနဲ့လက်ထဲကိုကြားရောက်နေတာပဲဖြစ်ပါတယ်။ကြောက်ဖြစ်မျိုးမှာတေးကိုအကျိုးစီးပွားလုံအောင်နေနဲ့စကွန်စီတို့ဘူသက်ပြေမှာလှုပ်ဆောင်နေကြတဲ့ဟာတွေလည်းများစွာရှိနေတာမို့လို့ဒါတွေကိုအေးဘက်ကနေပြန်မခုဆိုနေချိုးရိုက်ဖို့စ조사နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့အစီအစဉ်တွေတော့အော်မီလာမယ်ဆိုတော့မကြခင်မှာကျွန်တော်အေးနဲ့သူ PDF တွေပေါ့နော်တန်တူးတဲ့စစ်စင်တွေတဲ့ပို့ပြီးတော့မှတိကျလာမှာဖြစ်ပြီးတော့မှနောက်ခွဲနေပြီးတော့မှပြီးသူတွေများစွာဆိုလဲ ျွန်တော်တို့အနေနဲ့ TDD ရောက်ပူပေါင်းပြီးတော့မှလွှတ်ဆောင်လာနိုင်တော့မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တရွေမီတာစုဝင်တိုးကနေပြီးတော့မှစစ်ကောင်စီအကောင်ဆောင်မျှော်လင့်ထားမှာအပြင်ထုတ်ခွင့်ပေးပါဆိုပြီးတော့မှတောင်းဆိုထားတဲ့အားလည်းကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။အဘအဘမရောက်နိုင်ရှင်ကျမအဘကိုတောင်းဆိုစရာရှိပါတယ်။ဟွန်းကျမတို့စစ်သားတွေကျမရေးတွေရမကအသက်ကြီးတဲ့လူတွေလည်းရှိသလိုကျမရေးမကောင်းမဲနဲ့အသက်ကြီးနေတဲ့လူတွေလည်းရှိပါတယ်အဘရှင်။ထွက်ချင်တဲ့လူတွေကိုထွက်ခွင့်ပေးပေးပါလို့ကျမမေတ္တာရက်ခံပါတယ်ရှင်။ ကျမမျိုးသားဆိုလည်းစိတ်စဉ်ကျမကြီးမကောင်းပါဘူးရှင်။အဲကြောင့်ကျမတို့လည်းဖတ်ချင်ပါလေရှင်။ကျန်တဲ့လူတွေဆိုရင်လည်းအသက်တရာကြီးခေါင်းလေးတွေရန်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 ခါးလေးတွေကိုင်း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 နဲ့သွားနေကြတဲ့လူတွေရှိပါလေဘာရှင်။မသေးခင်မကွယ်ခင် မပြောက်ခင်လေဦး။မိသားစုလေးတွေနဲ့အရက်လောကလေးမှာပျော်ရွှင်စွာမြေထိုင်လုပ်ကင်စားခြင်းပါလေရှင်။အဲ့ဒါလေးကိုနားလေခွင့်ပြုပေးစေချင်ပါလေရှင်။ကျမတောင်းဆိုတယ်ဆိုတာ ကိုနိုင်ငံတော်မချစ်လို့မဟုတ်ပါဘူးကိုတက်မတော်ကြီးကိုချစ်ပါတယ်လေးသားမြန်လို့ပါလိမ့်ရှင်ဒီမှာတောင်းဆိုတာဟာမသေးခင်လေးမှာအရင်လောကလေးမှာကိုမိသားစုလေးတွေပျော့ပျော့ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကိုအိုးကိုအိမ်လေးနဲ့နေကျင်ကြတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်ကျမကိုနှိုက်ပါအဲ့ဒီလိုနေကျင်လို့တောင်းဆိုရခြင်းဖြစ်ပါတယ်အဖရှင်အဲ့ဒီအတွက်ကြောင့်အတက်ကကြီးတချို့ကကြတော့ကျမရေးကြောင်ပေါ့အဖရေကျမရေးကြောင်ပိန်ထုံးနေ တိတ်မသွားနိုင်တော့ဘူးတိတ်မလာနိုင်တော့ဘူးအဲ့လိုလူတွေရှိပါတယ်ရှင်အဲ့ဒီအတွက်ကြောင့်ဒီအတက်ကြီးနေတဲ့စစ်တီတွေကျမ်းမာရေးမကောင်းတဲ့စစ်တီတွေဘက်ကိုတစ်ချက်လောက်လှက်ကြည့်ပေးပါလို့ဘာလို့ကျမမြစ်တာရက်ခဏပါရှင်တတွင်ဘိုးမတွေတော့မမြောင်းလည်းရလို့နဲ့ပတ်သက်ပြီးတော့ပေါ်တင်ပြောဆိုလာကြတာပေါ့နော်မြောင်းလည်းရတော့တတွင်မီတာဆိုနေတရင်မောင်ချထားပြီးတော့မှခုဆိုရင် internet line တွေပါမရဘဲနဲ့ပေါ့နော်သူတို့ပြောချင်တယ်ပြောပြီးတော့ water ဖြစ်ပြောဆိုမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်ဒါတွေကိုခြေချဖြစ်ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့ဒီပြူစော်တီတွေပြီးတော့မှသူတို့တက်ခတ်မှတ်ထားဆိုတဲ့အုပ်စုတွေကနေပြီးတော့မှဖိနေနေခြင်းမှုတွေစစ်တပ်များလာလို့တရီမီတာစုတွေကနေပြီးတော့မှအဲ့ဒီတရီတွေနဲ့ပတ်သက်ပြီးတော့မှပေါ့နော်တော်တော်လေးကိုကြေကွဲလို့မြင်နေကြတာပဲဖြစ်ပါတယ်ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆောင်ချက်မှာပြီးပြီးတော့မှအခုဆိုရင်ကျွန်တော်တို့ဒီစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ကြာဆုံးခါနေကျွန်တော်တို့တဖြည်းဖြည်းမြင်နေရတာပဲဖြစ်ပါတယ်ကဲနောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကိုလုံးဝေကနေပြီးတော့မှပေါ့နော်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့စစ်ခွေးရိုးကိုက်လေးတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ဒီကောင်ကိုဖမ်းမရရမယ်တဲ့ငါဆိုရလွမ်းဝေစစ်ခွေးတွေတကောင်မှမကြောက်လို့စီးရင်ပြမင်းတို့မင်းအောင်လိုင်းဆွဲကောင်ကိုလီးထင်လို့ကွာငါပြောတယ်ကိုင်မဖြစ်လဲမင်းတို့မင်းအောင်လိုင်းကိုလီးပဲထင်တယ်အဲ့တော့ငါဆိုရလွမ်းဝေဒီမှာငါနေရအတိကျလိုက်ငါပြောထားတယ်ငါဖုန်းနဲ့ဘန်ကလေးစအကုန်ပေးထားတယ်နော်မင်းတို့စစ်ခွေးတွေမပြောနဲ့မင်းတို့ရဲ့ကာကြုပ်ဖြစ်တဲ့မင်းအောင်လိုင်းဆွဲကောင်ကိုလီးပဲထင်တယ်တော့ဟုတ်ပြီလားမင်းအောင်လိုင်းကိုလီးထင်တယ်လက်ဖမ်းငေါ့လက်ဖမ်းကြက်တဲ့ကောင်လက်ဖမ်းဟုတ်ပြီလားစောက်ကြီးကိုမဆိုင်တာငါလွမ်းဝေမျက်နှာထဲကြိုင်မှာပြောနေတာဟုတ်ပြီနော်ဒီကောင်ကိုတော့မဖမ်းလို့မရတော့ဘူးတဲ့ တကယ်တော့ဖမ်းမဖြစ်တော့မယ်တဲ့မင်းတို့စောက်စင်ပါရှိလေလာရှိုးတော့မင်းတို့ဒူးဆောက်တောင်းမလို့ရထားတယ်လေမင်းတို့လာရှိုးကိုမင်းတို့ကြိုက်လို့ရလားဟမ်မင်းတို့ငါတို့ဖက်နက်ကိုလက်ရက်ပေးလို့ငါတို့ပေးကြတာခွေးမျိုးတွေနားလေလားငါတော့မိတက်ပြောပြီနော်ငါလုံးမမြောင်းနိုင်ရင်တားရမီအကုန်လုံးငါပြောတယ်ကွာအားလုံးလီးဖြစ်တယ်ဆဲတယ်ဘာဖြစ်လဲမကျင်းနိုင်လာလို့ရတယ်ငါရှိကိုငါနေရငါလိုက်စားငါဖုန်းလည်းအကုန်တိကျပေးထားတယ်နော်ဟုတ်ပြီလား လူတို့တော့ထပ်ပြီးမနှိပ်စနဲ့လူတို့ထပ်နှိပ်စလို့ရှိရင်ငါတနက်ချီစံကမင်းတို့ခေါင်းနဲ့ဝင်သွားလိမ့်မယ်နားလိုက်ပြီလားငါအတိလို့ရတယ်ငါအချိန်မီးအတိလို့ရတယ်မင်းတို့ကမျက်နှာတိတ်တိုက်မပြောနေတာမင်းတို့လိုပဆိုးကြုံနေလက်ဒီပြနေမဟုတ်ဘူးရှင်းလားခွေးမျိုးတွေငါ wrong ပြီမျက်နှာလည်းတိတ်ပြတယ်ဖုန်းနံပါတ်လည်းတိတ်ကျင်ရထားတယ်နေရာလည်းတိတ်ကျင်ရထားတယ်မင်းတို့လိုရုပ်မပြရုပ်မပြပဲနဲ့မပြောဖုန်းနံပါတ်မပြပဲနဲ့မလည်းငါမပြောငါ wrong ပြီငါတိတ်ပြောတာဟုတ်ပြီလားအိမ်မကြီးနဲ့တိတ်တိုက်လို့ရတယ်ငါ wrong ပြီ guessing ခေါ်တယ်ဟုတ်ပြီလား MNDA လူရဲရလူရဲဒုတိယစိတ်မှု အကြီးဆုံးတွေ့ရစေမှုငါ wrong way တက်စင်ခေါ်ထားတယ်မင်းတို့နော်မင်း online နဲ့အပါမင်း online အပါအဝင်နောက် online ခွေးတွေအားလုံးကိုစိတ်ခေါ်တယ်음ပြောလေဟာအဲ့တော့ငါတက်စင်ခေါ်တယ်နော်စစ်တပ်လိုလူကြမရင်းချင်းဓမြတိုက်နေလူတွေမဟုတ်ဘူးငါတို့ကောင်နေဟုတ်လားနော်မရှိရင်ငါတို့ကောင်လူလူရှိမှတောင်းစားတာမင်းတို့လိုဓမြတိုက်စားအောင်ရှင်းလားအဲ့လူလူကျွေးရင်စားမယ်မကျွေးရင်မစားအောင် ဒီမှာကိုလောင်းဝေကနေပြီးတော့မှမြောက်လိုက်နေပေါ့နော် channel စခွေရေပေါ်မှာယူကလေးတွေကိုဆုံးမဖြတ်ဆိုထားဖြစ်ပါတယ်ဒီကောင်တွေကတော့ကျွန်တော်ခုဆိုလာရှုမျိုးပေါ်မှာထင်းထင်းကျဲတောင်းချမှုတွေလို့ဆောင်နေတာပြီးတော့မှနောက်ကွယ်မှာသူတို့ရဲ့လေဦးဆရာဖြစ်တဲ့တရုတ်နိုင်ငံရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့မကြီးခွဲပြားနေတာပဲဖြစ်ပါတယ်ပြည်သူတွေရဲ့နေအိမ်တွေအထိဒီများတိုင်းမှုတွေပြီးတော့မှပြည်သူတွေရိုက်နေဆော်ကားမှုတွေစက်တိုက်ဆိုလို့ကျွလွန်နေတာမို့လို့ပေါ့နော်မကြာခင်မှာတော့ကျွန်တော် MND ပေါ်ဝင်ချက်နဲ့ညီနောင်သုံးဖွဲ့ကနေပြီးတော့မှ စစ်ကောင်စီကို2019တတိယလရည်အနေနဲ့စစ်လက်တိုက်ခိုက်သွားမယ်ဆိုလို့မှအားလုံးကနေခမ်းမပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်စစ်ခွေးတွေအနေနဲ့ကတော့ခုလိုမျိုးပြောပွားနေကြတဲ့အချိန်မှာကျတို့တလန်ပူပေါင်းတပ်ဖွဲ့နေပြီးမှသူတို့ရဲ့စစ်စခန်းတွေကိုလည်းတင်ပတ်ရရှိထားတာမို့လို့ပေါ့နော်ဘယ်လိုမျိုးတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ကိုစီကားနေပြီးတော့မှာချက်ဖြစ်မျိုးနဲ့အမ30နဲ့ရက်တရင်ကိုအေးဘကနဲ့ခုဆိုရင်အပီချိတ်ဖို့စူးစမ်းနေတယ်ဆိုတဲ့အကြောင်းကိုပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတရင်ကောင်းတွေပြောဆိုထားမလဲဆိုတာကျွန်တော်စပီဒီမှာနားထောင်ကြည့်လိုက်ရအောင်နော်။ ကဲဘယ်လိုလဲမင်းတို့ဘောမှာတယ်နော်အမှတ်32ရက်တက်ရင်အချုပ်ခန်းနားနေဆောင်ခန်းမဆောင်စေးပေးခန်းနေအကုန်ပျက်စီးပြီလို့ဒီဘက်ကနေတင်းနဲ့တင်းတာလေမင်းတို့တွေမဟုတ်ဘူးဆိုတော့ဟာမှာကြီးလိုက်လို့ပြရမယ်တင်းဆိုအဲ့လိုတိတိကျကျပြောရတယ်သိလားဟာရေခဲပါလို့အတုံးငါးပါလို့ငါးချောက်ပါလို့ရိုက်နေလို့မရဘူးနော်မပူနဲ့အခုဒီဗီဒီယိုပြီးရင်ငါတင်းနိုင်ကြိုင်းကိုတွားခဲ့တဲ့အချိန်မှာမင်းတို့စစ်ခွေးစစ်တပ်ကဖမ်းပြီးတော့စစ်မှုထမ်းတဲ့ကိုထည့်ပြီးတော့ထွက်လက်နက်နဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်ကိုအင်တာဗျူးလာတဲ့ဗီဒီယိုဖိုင်လေးနဲ့တင်ပေးမယ် ဲ့ဒီမင်းတို့စစ်ကွေးတက်ထဲမှာဘလောက်ထိစိတ်သက်တွေတက်ပြားနေတာလဲဆိုတာလက်လက်နဲ့အလေးဝေးလာတယ်စစ်ကောင်စီတက်တာပြောတာကိုနောက်ဗီဒီယိုဖိုင်လေးမှာနားထောင်ပါနော်အဲ့ဒီဗီဒီယိုအဲ့ဒီအလေးဝေးလာနှစ်ယောက်ကတော့တယောက်ကတော့နည်းနည်းကြီးဖို့ကောင်းတယ်ဘာဖြစ်ဆိုတကြီးသားနဲ့တူတဲ့ KTV တွား KTV ကအပြတ်မှာနော်မင်းတို့ခွေးမျိုးတွေကပေါ်တာဆွဲမှာဆိုလို့နော်တကြီးသားကတူကပြောတယ်အဲ့မကောင်းပါဘူးကွာပြောလို့ဆိုတယ်ခွေးမပြန်နဲ့ပေါ့နော်ဒီကဒီကနေပြောငါတို့ KTV ကပြန် तू ကတော့လူမှန်လူတို့တက်မှတ်ပြီးတော့ မိတို့စစ်ခွေးရဲခွေးတွေကိုနော်ညာကျွန်တော်တို့ဘယ်ရွာဘာဓမ္မတကြီးသားနဲ့ပါပါလဲဆိုတော့ပြန်ဖို့လို့ပြောတာအဲ့ဒါလို့ကောင်းကောင်းမွန်မွန်လူစိတ်မွေးတဲ့ကလေးကိုဖမ်းပြီးတော့ရဲတဲ့စစ်တနန်းကိုပို့လိုက်တာစစ်မှုထမ်းတဲ့အဲ့ဒီကနေဘာလုပ်လဲအခုလက်နဲ့နဲ့အလင်းဝင်လာတယ်ဒီဟာ33ကိုလာရောက်ပြီးတော့အလင်းဝင်လာနော်အဲ့တော့ standard army standard army လို့မင်းတို့ပြောတာငါပြောတဲ့ viewer 33ကိုတည်တယ်ဟာဒီမှာပုံလေးတွေကြည့်ပါနော် viewer 33ကဘလို့စုဖွဲ့တယ်ဘလို့လစ်ကျင့်တယ် ဘလို့တင်တန်းတွေတက်ပြီးတော့လှုပ်နေဆိုအမှချီသွားလိုက်နော်ငါကိုယ်တိုင်ရောက်ခဲ့တိလားမကြဘူးမင်းတို့ခွေးမျိုးပြုတ်စီရမယ်တိလားမင်းတို့ဘလုံးမှမရတော့ဘူးအခုလက်ရှိငါခဏလေးတွားတာနော်စစ်ကောင်စီစစ်ကောင်စီတက်တာဟိုမှာ2ယောက်4ယောက်5ယောက်ငါရှေ့မှာနေ5ယောက်တိတိမင်းတို့စစ်ခွေးဘက်ကနေလက်နဲ့နဲ့အလင်းဝင်နော်အဲ့မှာ9ယောက်က4ယောက်ကိုတော့ငါအင်တာဗျူးလာတယ်တယောက်ကိုတော့အင်တာမဗျူးသေးဘူးဘာဖြစ်လို့လဲဆိုတော့လှုပ်ဆရာတွေကြံနေလို့အဲ့ဒီတယောက်ကမင်းတို့တွေပိုခံပင်းပါတိလားနော်အဲ့တော့ပြောချင်တာကွာ မင်းတို့တွေအရှုံးကိုတိုက်ခါရှိရှိလက်ခံလိုက်ပါမင်းတို့ရှုံးနေပြီနော်မင်းတို့ရှုံးနေတာတိရအဲ့ဒီအရှုံးကိုဗာမင်းတို့ standard army မင်းတို့အဲဒီစစ်နှစ်ပေါင်း60လောက်တိစောက်ထားတဲ့ institute ကြီးကိုဖြိုလို့မရတော့ဘာလို့ညာတော့ပြောလိုက်ရင်တမျိုးပြပါဝါရင်စခန်းတစ်ခုပါဝါရင်တိုက်ခါရင်မဲ့အဲ့တော့အရှုံးကိုတိုက်ခါရှိရှိလက်ခံလိုက်မယ်ဆိုရင်စစ်တပ်ကစစ်တပ်ဆိုတဲ့ဂုံတိုက်ခါကြံပြစ်ခဲ့တယ်နော်အဲ့တော့စစ်တပ်ကိုဖျက်ဆီးတဲ့ကောင်တွေကဖျက်ဆီးတဲ့အလျောက်တတ်တတ်တွားလိုက်ကိုစီပြထားတဲ့မှန်တယ်နော်ကျွန်တော်ခုဆိုတော့ ဖစ်စတာဆိုရဲလူလဲနဲ့ကျွန်တော်တို့တော်လန်ပူအောင်တို့ဖို့နေရဒိုးစစ်တွေခံရတာပြမတောင်ပိုင်းတဲမှာဆိုတော့တို့ရဲ့စကားနဲ့တခုပြီးတခုကြာဆုံးနေတာပဲဖြစ်ပါတယ်။ဒီချင်းတွေကိုမတိပဲနဲ့စစ်ကောင်စီဘောမရိုကိုက်လေးတွေကနေပြမသူတို့အနေနဲ့စစ်တိုက်အောင်မြင်မှုတွေရရှိနေတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့အားချောင်ပြောဆိုနေတာကိုလည်းကျွန်တော်တို့ထပ်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်။ဒီလိုအောက်တန်းဆက်ဘောမရိုကိုက်ရဲ့ကျွန်တော်ပေါ်ပန်းလေးဆက်ပြောဆိုနေတဲ့စကားတွေကိုနားမြောင်ပဲနဲ့ခုဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုကိုကိုခောက်ွယ်ပြီးတော့မှ ဖစ်စစ်အာဏာရှင်တော်လိုင်းရဲ့ပြည်သူတွေနဲ့တူအစွမ်းကုန်ကျူးဆိုင်မဲ့အခြေမဲ့ဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့အားလုံးပြည်သူတွေမျှော်လင့်ထားတဲ့အတိုင်းပဲငင်းချိုင်ရဲ့စစ်မှန်တဲ့ဖက်ဒရယ်မြို့ကစီလန်းစင်ကိုစတင်လျှောက်လန်းလို့ရနိုင်ရဲဆိုတဲ့အကြောင်းပြောရရင်လည်းကျွန်တော်ဒီနေ့မရဖိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပြီးကြားရမျိုးပါပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမှာခြင်းဖြစ်ဆုံးပြီးတော့မှတာရဲချင်းနဲ့နေ့တလေးဖန်ဆင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။